အခုလောလောဆယ်မှာပဲเนาะနေပြီးတော့လေဝေးလေဝေးမျိုးနဲ့ရင်းကြီးတတာရှင်းကြီးတွေတတာစစ်စီရေးကိန်းမှာမွေးရစေးတွေတန်း6000ကျော်တန်း6300ကျော်မွေးရစေးတွေဖက်စီလာမိတယ်ဆိုတော့အဲ့ဒီမွေးရစေးဘိန်းတို့မို့နိုင်ငံရေးလက်နက်ပြတို့တိုင်းရင်းသားလက်နက်ကန်ဖက်အီကန်တပုံလေးကအတုံးချနေတယ်အဲ့ဒီအတွက်သူတို့ကိုเนาะ ဒါပေမဲ့ကိုအမြင့်ဖြတ်မယ်ဆိုရင်ကျမတို့မွေးရည်စိမ်းပေါ်မှာနှိမ့်နေပုံလိုအပ်တယ်။အဲ့ဒီမွေးရည်စိမ်းနဲ့တစ်ဆက်ထဲမှာဘာပါလဲ။ဒါဒီတွဲပါလာလဲဆိုတော့မွေးရည်စိမ်းတွေတုံးနေတုံးလာတော့အကျင့်စာရိတ္တာတွေပြပြလာတယ်။အဲ့ဒီတွဲအာကတိမှုတွေမလိုအပ်ဖဲနဲ့ကျူးလွန်လာကြတယ်။ဒါကြောင့်မလို့အာကတိမှုနော်မွေးရည်စိမ်းအဓိကအာကတိမှုကျူးလွန်ရတဲ့အကြောင်းရနှစ်ချက်မွေးရည်စိမ်းနဲ့အလောင်းကစားမွေးရည်စိမ်းတွေတုံးနေအလောင်းကစားတွေလုပ်တဲ့အဲ့ဒီတွဲငွေကြေးတွေလိုတယ်ငွေကြေးတွေလိုတော့မလိုအပ်ဖဲနဲ့အာကတိတွေကျူးလွန်ကြတယ်။နော်ဆိုတော့ဒီမှာတစ်ဆက်ထဲပဲတစ်ဆက်ထဲပဲ မွေးရည်သုံးမှုလောင်ကစားလုပ်မှုလောင်ကစားတွေလုပ်တဲ့မွေးရည်တွေသုံးတဲ့ငွေရှိတွေလိုအပ်တဲ့လိုအပ်တော့အာဂတီတွေလိုက်စားတယ်ဒီဥစ္စာကိုလည်းပဲနိုင်ငံတော်ဆက်အလို့သားဆက်ကျမတို့စီမံကိန်းတွေချပြီးတော့ဆောင်ရွက်ပေးမယ်ဆိုတဲ့နိုင်ငံရေးဂရိကဝတ်မျိုးကိုလက်ရှိရွေးကောက်ပွဲဝင်မဲ့ဘယ်ပါတီကပေးနိုင်မလဲကျမတို့ပြည်သူကစောင့်ကြည့်ပါမယ်ပေးနိုင်မယ်အဲ့ဒီလိုနိုင်ငံရေးတရက်ကိုပေးနိုင်မယ်ပါတီကိုကျွန်တော်မြို့တူမာတီကရှက်တီအားပေးမယ်။နော်ကျတော့လက်ရှိမှာဆိုလို့ရှိရင်လည်းဒီအာကိမှုတွေအတွက်နော်လက်ရှိ ဟိုနိုင်ငံတော်ရဲ့အခွင့်အရေးတက်ဆိုပြီးအစိုးရကနေပြီးတော့ဝတ်တောက်ကားတွေကိုဟိုဖမ်းဆီးပြီးပေါ့လုပ်နေတာပေါ့နော်နိုင်ငံတော်အတွက်အခွင့်အရေးမချလို့ဝတ်တောက်ကားတွေဖမ်းမယ်ဟုတ်ဝတ်တောက်ကားတွေဖမ်းတာကနော်အခုလိုမျိုးဒီလူလက်တန်းစားရင်းနဲ့နော်အထက်ကလူငယ်ချင်းများတာသမီးတွေကတော့ဒီလိုမျိုးလူတို့လိုမျိုးဥပဒေကိုလူရဆွဲပြီးတော့တုံးနေပြီမယ်အောက်ချိန်မှာဆိုင်ငယ်လေးဆိုင်ငယ်သမားတွေစိုက်တွဲတွေနဲ့ဈေးရောက်ကြတဲ့လူတွေအခြေခံလူတန်းစားတွေအဖို့ကြတော့ ထမင်းဦးရိုက်ခွဲခံရမယ်ကိန်းဖြစ်နေတယ်။နော်ဆိုတော့အချက်ကလူသားသားရဲ့ဘဝနော်အထူးသဖြင့်ဒီဆိုင်ငယ်လေးတွေနဲ့လက်ရှိမှာကျွန်မတို့ကျွန်မတို့ရှင်တွေ့ရနော်မုန်းလက်ဆောင်ရောင်းကြတဲ့လူတွေရှိရယ်အာမနက်ခင်းဆိုရင်ဟင်းတီးဟင်းရရောင်းကြတဲ့လူတွေရှိရယ်ကြက်သားရောင်းတဲ့လူရှိရယ်ဝတ်သားရောင်းတဲ့လူရှိရယ်ဆိုင်ငယ်လေးတွေဘေးတွဲလေးတွေနဲ့မောင်းကြတယ်။ဆိုတော့အဲ့ဒီသူတို့ရှိတာလေးကိုတည်ကြည့်ခံရမယ်ဆိုရင်ထမင်းရိုးရိုက်ခွဲခံရမယ်မိသားစုထမင်းငတ်လာရင်မလို့အပ်ဖဲနဲ့ခိုးမှုတွေလူမှုတွေကျူးလွန်မယ်တစ်ဆက်တည်းမှာဆိုတော့ အဲဒါကြီးအခြေခံလူသားပေါင်းကိုတက်ညာတော့အဖင်ရဲ့နော်အခြေခံလူသားပေါင်းကိုတက်ညာတော့အဖင်ရဲ့ဆိုရအနေနဲ့နော်အာလက်ရှိမှာအာရှိပီးသားပေါ့ရှိပီးသားစိန်ရင်းကိုလက်ရှိမှာရှိပီးသားဝက်တော့ဆိုင်ခဲ့ပြီးရွေးစိန်ရင်းဝက်တော့ကစိန်ရင်းနော်ဒါတွေကိုစိန်ရင်းပြုစုပြီးတော့တခြားသောနီးနဲ့ထဲချုပ်ဖို့လိုအပ်ပါတယ်တက်လက်စာထဲမှာဝက်တော့ကားတွေနော်ကားတွေကိုအဲ့ဒီလိုမျိုးဝက်တော့တွေလုပ်ကြဲထွက်နိုင်ငံတော်မှာအခွင့်အရေးဝင်နေလာတယ်ဆိုလို့ရှိရင်လိုင်စင်မဲ့ ကြောက်စိတ်ဒုက္ခမှုလိုင်းစင်မဲ့ကြောတေရောက်ချမှုလိုင်းစင်မဲ့မြေရှားတတ်ထုတ်ဒုက္ခမှုထဲထုတ်ဖို့လိုပါတယ်ဒါဒီကအဓိကအရင်းမြစ်တွေဖြစ်တယ်ဘလောင်းတော်ကတ္တဘအမျိုးသားဥယျာဉ်နော်အမျိုးသားဥယျာဉ်ဘေးမဲ့တော်ဘေးမဲ့တော်ရင်ကျဲမှုအမွေနဲ့အမျိုးသားဥယျာဉ်လက်ရှိမှာ PDF မိခင်ပါကဖားမိခင်နေကြောတတိရောက်ချနေတဲ့အတွက်အလောင်းတော်ကတ္တဘအမျိုးသားဥယျာဉ်ဘေးမဲ့တော်ရဲ့ တက်တော့ area 80ရာခိုင်နှုန်းကပျောက်တဲ့နှခါနေပြီပြောင်းတဲ့နှခါနေတယ်ဆိုတဲ့အကြောင်းကိုလည်းပဲသူတို့ PD ရဲ့အချင်းချင်းကပြန်ပြီးတော့လက်ရှိမှာအဲ့ဒီဘိုးနကားရဲ့အဖွဲကိုရိုင်းကထုတ်ပေါ်ပြောဆိုလာတာရှိတယ်ဆိုတော့အဲ့ဒီလိုမျိုးကားဝဲတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်ဆိုင်ငယ်ဝဲတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်လိုင်စင်မရှိတဲ့အတွက်နိုင်ငံတော်အတွက်ခွန်ကြီးဝင်နေလာတယ်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့အကျိုးသက်တွေကိုလက်လက်ကင်ပြီးတော့လိုးတလို့လှုပ်ရှားနေကြတဲ့ဟာတွေကိုလည်းပဲဆွဲရတာတင်းကျပ်ဖို့လိုတယ်နောက်တစ်ခုကရေပေါ်မြောက်တင်ရတဲ့ဒုပေါ်ရောက်ချမှု ထူးသဖြင့်တရားရည်မင်းရှားတထုတွေတို့ပေါ်ရောက်ချင်မင်းရှားတထုကဝင်းဝေးတိတ်ကိုများတယ်တန်ချေးများတယ်အဲ့ဒီမင်းရှားတထုရဲ့နောက်ဆက်တွဲမှာတဘာဝပတ်ဝန်းကျင်ထိခိုက်တယ်လူနေလူတို့ရဲ့ကျမ်းမာရေးစနစ်လက်ရှိမှာကချင်ပြည်နယ်ခြေခွေမှာရေကြီးနေအောင်ဒီကချင်ပြည်မှာခြေခွေမှာရေကြီးတာကတဘာဝအပြောက်ရေကြီးရေရှဲမဟုတ်ဖက်နဲ့လူလုတ်တယ်ပြီးနော်မင်းရှားတထုတွေအစမတန်းတို့ပေါ်ရောင်းချတဲ့အတွက် တဘာဝပတ်ဝန်းကျင်နဲ့ထိလိုက်တယ်။အဲ့ဒီခြေဖွေးမှာပဲဒေတာခန်တွေကနော် KIA အနေနဲ့မိသားတထုတွေမတူးဖို့ဖို့တရုတ်ကိုရောင်းမစားဖို့ဆိုပြီးတော့တက်ွက်ဆန္ဒပြလို့ဆန္ဒပြတဲ့လူ400လောက်ကိုလူ100 200မဟုတ်ဘူးလူ400လောက်ကို KIA ကရိုက်နှက်ပြီးတော့ခေါင်းဆောင်အယောက်50ကိုဖမ်းသွားတယ်။ခြေဖွေးပါဖြစ်သွားတာနော်။ဖမ်းပြီးတော့နောက်နောက်ကျွန်တော်တို့ KIA က မိသားသက်တူတွေရောင်းချမှုနဲ့ပတ်သက်လို့နောက်နောက်တခွန်းမှမဟပါဘူးမွေးဖမ်းပါဘူးဘာမှမပြောပါဘူးဆိုရဲခတိကိုပေးပြီးတော့ခံဝင်ကလေးထိုးပြီးပြန်လွှတ်လိုက်တယ်။နော်အဲ့ဒီလိုနဲ့ချိခွေမှာကချင်ပြည်နယ်ချိခွေလို့ပန်ဝါတို့မိသားသက်တူတွေအစမတန်ရောင်းစားရောင်းသူရတဲ့ပတ်စံတွေအကုန်လုံးတို့အိတ်တဲ့ထက်ရတဲ့ရတဲ့ပတ်စံတွေကနေပြီးတော့လက်နက်မောင်းကိုတွေလုံနိုင်ငံတော်ကိုပြန်ပြီးပုံပန်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့တယံစာရတွေမျိုးပေါ်မြောက် တယ်ရန်စာရတွေကို license မရှိဘဲနဲ့နိုင်ငံတော်အတွက်အခွင့်အရေးနဲ့နာပြီးတော့လက်နက်ကိုင်ပြီးတော့နော်ရေရှားတပ်ထုတွေရေရှားတပ်ထုကိုဘာကြောင့်ဒီကထားပြီးပြောသေးဆိုရင်ဥမာကြောက်စိမ့်လည်းပဲတူးတာပဲရေရှားလည်းပဲတူးတာပဲဘာကွာလဲဆိုရင်ရေရှားတပ်ထုကရေရောညေရောကိုဖျက်ဆီးစေရေရှားတပ်ထုတူးလိုက်လို့ရှိရင်အဲ့ဒီမှာရှိတဲ့ရေကလည်းပဲရေနဲ့တတော်ဝါတွေတေရော အဲ့ဒီရေထဲကိုကြာရင်လည်းရေနေတရဝါတွေတည်ရဲ့မြေကြီးဆိုလို့ရှိရင်လည်းအဲ့ဒီကုန်းမြေမှာတေးနံစိုက်ပျိုးစားလို့မရအောင်မြေဩစာပြည့်စုံရဲ့ဒါကြောင့်မလို့ဘသူကောင်မှကောင်းကျိုးမပြုတဲ့အခုလိုမျိုးလိုင်းစင်မဲ့ဝတ်တောက်တွေကိုလဲတဲ့ဆိုရအနေနဲ့က နော်ကားဝက်တောက်စီမံကိန်းလိုပဲအဲ့ဒီလိုမျိုးဝက်တောက်တယ်ဝက်တောက်တယ်ဝက်တောက်တယ်အများကြီးရှိတာကိုစုံတဲ့စစ်စစ်ဖော်ထုတ်အရေးယူပေးဖို့လိုအပ်ပါတယ်လက်ရှိဆိုရကမလုံနိုင်ဘူးဆိုရင်ရွေးကောက်ပွဲကနေတက်လာမယ်ဘလို့အစိုးရကဘဲပါလီကဘလို့နိုင်ငံရေးအာမခံချက်ပေးနိုင်မလဲကျွန်တော်ပြည်သူလူထုကစောင့်ကြည့်နေပါတယ်အဲ့ဒီလိုနိုင်ငံရေးအာမခံချက်ပေးနိုင်မယ်အစိုးရမျိုးကိုကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်မျှော်လင့်ဆောင်စားနေပါတယ်